တာရုခေါ်လိုက်ရရင်တာရုခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါဒုတိယခြေပွားသွားတာဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ထီထိုးလိုက်တဲ့ပုံကိုတယောက်စူကြီးပေါင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထီပုတ်တဲ့စီကနေပြီးတော့ မြေဝဲတယ်ချမ်းဝဲတယ်တိုက်တယ်တယ်ကာစီနိုင်တယ်အဝတ်စားတွေပဲဝတ်တယ်ဆိုတော့ဘဝရုပ်ဆိုးကြည်တန်နေတဲ့လူပင်ဖြစ်စေကမူတင်းအောင်တင်းနေလူရဲ့အမြင်ထဲမှာလှပလာတာပဲအဲ့ဒါလို့ပဲတာရုခေါ်လိုက်လို့ရှိရင်တော့ကျိတ်တာရဲ့ပုံကကျိတ်တာတွေဟာအမှန်တမ်းတိုးတက်ပြီးတော့သွားကြတယ်ဟုတ်နဝတ္တဇာရိယလို့ ိုးတက်ကြီးပွားသွားကြတယ်အဲလောကမှာအခုမြန်မာလူမျိုးတွေကုသကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုကောင်းမှုနဲ့ပေါ်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမျှဝေတဲ့သဘောပဲအမြဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်း ပုံညာကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒါမဲ့ပတ္တာပဋိဌာနနဲ့ပတ္တနုမောဒနာဆိုတဲ့ပုံညာကိရိယာဝတ္ထု10မျိုးရှိတယ်ပဋိဌာနဆိုတာပဋိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလှူတာပရမကောကုသိုလ်ကောင်းမှုကိုရအောင်ယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပဋိလို့ခေါ်တယ် အဲ့ဒီပတ္တိမိမိထံမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနမျှဝေပြီးတော့ပေးတယ်။မျှဝေပေးဖို့ရအတွက်ဆိုင်းဖို့တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှေးတုန်းကတော့ကောင်းမှုတွေရမထားဘူး။ဘာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော့ဆိုတာလေးထည့်တယ်။မှန်ပါပါဘုရား။အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော့တိတ်မပအောင်။မပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာပါ။ အဲ့ဒါလေးထဲမှာအမြဝေတဲ့သဘောကပိုထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ္တတာတို့ခေါ်စေတော်ဆိုတာလေးရေးထည့်ထားလို့ရှင်ပဋိဌာနာကုတုဘောအဲ့ဒီဆိုင်မုတ်လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးရဲတာမန်ဖတ်သွားရင်တော့သူကုတုရမှာမဟုတ်ဘူးအေးသူများလူထားတဲ့ဆိုင်မုတ်ကလေးတွေဖတ်